အားလုံးပဲမင်္ဂလာပါရှင်။အခုတင်ဆက်ပေးမှာကတော့ခရစ်နှစ်2026ခုနှစ်မြန်မာတက္ကရာ1388ခုနှစ်အတွက်မန္တလေးမှာတကြံစာကိုကောက်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နှောင်းတကူလဆုတ်73ရက်ခရစ်နှစ်2026ခုနှစ်အေဗီလ14ရက်နေ့အင်္ဂါနေ့ကတော့မဟာတကြံအကြနေ့ဖြစ်ပြီးနောင်တကူလဆုတ်14ရက်ခရစ်နှစ်2026ခုနှစ်အေဗီလ15ရက်ဗုဒ္ဓဦးနေ့ကမဟာတကြံအကြက်ရဖြစ်ပါတယ် နောင်ကစုံလာဇန်တရက်ခရစ်နှစ်2026ခုနှစ်အေဗီလ16ရက်ကြာတာရီနေ့ကမဟာတကြံအတက်နေ့ဖြစ်ပါတယ်။ဥကစုံလာဇန်နေ့ရက်2026နဲ့အေဗီလ18ရက်တောက်ကြနေ့ကနှစ်ဆန်းတရက်နေ့ဖြစ်ပါတယ်။မဟာတကြံအကြဟောခဲ့အနေနဲ့ဘာလို့ရာဇာအမည်ရှိသောတနင်္ဂနွေဂျိုမင်းဟာဇင်ရွေးနေအစင်းနဲ့တူတဲ့အဝတ်အစားကိုဝတ်ဆင်ပြီးဂလုံကိုစီပြီးလက်တစ်ဖက်ကတန်လျက်ကြံလက်တစ်ဖက်ကဒဇင်ကိုကန်လျက်မြောက်ကနေအရှိတောင်တောင်တို့ဝင်သွားအံ့ တန်ဒီနသမီးကအလဲစိတ်ပြီးဖြစ်၍ပရမိတ်တော်နမေဤတာအာဒီအမည်ရှိသောမြမမင်း၏ဦးကောင်းကိုကမ်းသည်ရှိသောမဟောရကဒေဝိနသမီးကအဖြူအနီအစိမ့်ရပြအဝါအဖြစ်တကြံမင်းကိုစောင့်ကြိုနေဒါကြောင့်မိုးဦးတန့်မိုးလယ်မုန်အောင်ကောင်းအပ်ဂျိုင်းပရုံးစတဲ့အတောင်ရှိတဲ့တော်ရုထူးကုန်အပ်စစ်မဲ့များအပ်ပြည်သူတို့စိတ်နှလုံးချောက်ချကုန်အပ်ပြည်ရွာမီးလောင်ဖန်များအပ် သူစင်းရဲ့တကြွယ်တို့ဒန်တင်ကုံအံ့ခီးသွားကုံတဲ့များဥပတ်ဖြစ်အံ့စဘာအတိနံအဖြစ်များအံ့လူတို့မွေးသိကုံအံ့ပရိသေမိပြအံ့ယဟန်ပုံသားတို့ဒန်တင်ကုံအံ့စစ်သူကြီးတို့ပြေးထွက်ကုံအံ့အုံသည်ငရုတ်ရှားကုံအံ့ဒါဟာမဟာတင်းကျန်အကြအဟောဖြစ်ပါတယ်ခုနှစ်ရသမီးများအနေနဲ့မဟာအသင်းကျန်ကြတဲ့အချိန်မှာကောင်းစေမင်္ဂလာပြုရမယ့်အရာအဖြစ်တော့တနင်္ဂနွေရသမီးများအရှိမရအောင်မျက်နှာမူပြီးဒန်းညွန့်ကိုဆောင်း တနင်္လာသတ္တမိများဟာအနောက်အယံမျက်နှာမူပြီးအုံညွန့်ကိုဆောင်အင်္ဂါသတ္တမိများအနောက်မြောက်အယံမျက်နှာမူကဂန့်ကုံညွန့်ကိုဆောင်ဗုဒ္ဓဟူသတ္တမိများမြောက်အယံမျက်နှာမူကတပြေညွန့်ကိုဆောင်ဇာတာပရိသတ္တမိများအရှိအယံမျက်နှာမူကဒီညွန့်ကိုဆောင်တောက်ကြတဲ့သမီးများတောင်အောင်ရဲ့မျက်နှာမူကဒန်းညွန့်ကိုဆောင်စနေတဲ့သမီးများအရှိမြောင်ရဲ့မျက်နှာမူကအုံးညွန့်ကိုဆောင်ပြီး ယရနာသုံးပါမိဘဘဝဆရာသမားတရားပြမစတုလောကပါလတာရဏဆောင်ဓမ္မဒေဝနတ်ကောင်းနတ်မြတ်တို့ကိုပူဇော်ကြော့ဆူတောင်းပြီးဥကောင်းစေးမင်္ဂလာပြုရမှာဖြစ်ပါတယ်။ခொနည်းရတသမိများအတွက်တနစ်စာဟောစရံများတနင်္ဂနွေရတသမိများဟာဒီနေ့မှဆိုရင်ဆွေမျိုးအပေါင်းတင်တဲ့လူအဖွဲ့စီနဲ့ရှင်တွဲနေထိုင်ရန်ခက်ခဲမှုရှိပြီးအထီးကျန်ဆန်နေတတ်ပါတယ်။အဘီယောပါတောက်စားနဲ့ရှင်တွဲနေတတ်တဲ့ ငယ်ရွယ်သူတို့အဖို့တည်ငြိမ်သင့်တဲ့ကာလဖြစ်ပါတယ်။အသင့်လျော်သူနဲ့အချိန်ချင်းကြုံတွေ့ရတတ်ပါတယ်။အလောက်ကိုင်းပိုင်းမှာရေလိုက်ငားလိုက်အလုံးတိုင်းအောင်မြင်နေတဲ့အချိန်ကာလဖြစ်ပြီးကျေးဇူးရှိတဲ့သူတို့အဖို့အထူးကျေးဇူးတင်ရှိနေတင်ပါတယ်။အိမ်တော်ရင်းမှာဆိုရင်တာယာမှုရှိပြီးတပ်သမီးအရေးကိစ္စတွေကိုအဓိကထားအချိန်ပေးရမယ့်ကာလဖြစ်ပါတယ်။လုပ်ငန်းတွေအတွက်စွန့်စားပြီးအကျိုးမြတ်ကောင်းများစွာရရှိတတ်ပါတယ်။ ကျမ်းမာရေးအနေနဲ့နှလုံးအားနေခြင်းမကြာခဏအကျိုးညချင်းစတဲ့ဝေဒနာတို့ခံစားရတတ်ပါတယ်။ရေရအနေနဲ့ကတော့မွေးနေနေနဲ့ဆယ်နာ45မိနစ်ဂန်းကွန်ညွန့်နှညွန့်အိမ်ဖျားရင်ကတ်လို၍လိုရာဆူတောင်းပါအကျိုးပေးသောကဏ္ဍအနေနဲ့ကတော့ခွန်ကဏ္ဍတိကဏ္ဍရှိကဏ္ဍတို့ဖြစ်ပါတယ်။တနင်္လာသောသမီးများအနေနဲ့ဒီနေ့မှဆိုရင်မိမိစိတ်အနေထားဟာဆိုရင်အချိန်ကာလကြာမြင့်စွာဆန္ဒပြင်းပြတဲ့လုပ်ငန်းတို့လုပ်ငန်းသစ်တို့အကောင့်ထပ်ဖို့ပြီးတော့ ရင်တမမလုံးဆောင်ရပါလိမ့်မယ်အလုံသဘောအရာအကောင့်ဘက်ကိုဥတည်နေတော့လဲစိတ်ကမရှိအရာရာကိုထိလွယ်ရှလွယ်တော့ကြောင့်ထောင်တန်းအမှုခင်းတို့နဲ့အတိုက်ခံများကြုံရတတ်ပါတယ်ကားချံကြောင်းမြေနာတို့ရောင်းခြင်းမှာအကျိုးမြတ်အရာရှိပါလိမ့်မယ်အခြေအမှဆိုရင်စမ်းပွင့်ပြီးမကြခဏအပြောင်းလဲများခြင်းကြောင့်ဆန္ဒကိုတိတ်ခါပြင်ထိန်ရမယ့်ကာလဖြစ်ပါတယ်ပညာရေးမှာအနှဲငယ်ညံ့ပါလိမ့်မယ်ခက်ခဲမှုကြတဲ့ကအောင်မြင်မှုရရှိတတ်ပါတယ် ကျန်းမာရေးမှာဆိုရင်ကြောက်ကဲနဲ့အေးပြားယောဂတို့ခန်းစားရတတ်ပါတယ်။ရေလျာအနေနဲ့ကတော့မွေးနေနေနဲ့9:36မိနစ်အချိန်အိမ်ဖျားမှာတန်တီဆွန့်ကပ်လို့၍လိုရာဆူတောင်းပါအကျိုးပေးသောကဏ္ဍအနေနဲ့ကတော့၃ညကဏ္ဍ၃ကဏ္ဍခွင်ကဏ္ဍလို့ဖြစ်ပါတယ်။အင်္ဂါနေဘဝသတ္တမိတွေဟာဆိုရင်ဒီနှစ်မှာအတိုက်ခံများလေအောင်မြင်လေဟူသောအချက်ကအဓိကဖြစ်ပြီးရောက်တဲ့အရက်ဒေသမှာဆိုရင်အဆင်ပြေပြီးတော့အခွင့်အထူးများရရှိတတ်ပါတယ်။ အချင်းတဲ့အိမ်တော်ကြီးမှာဆိုရင်အနေတည်တလားလူမှုရေးအပိုင်းတွေမှာရှုပ်ထွေးမှုရှိတတ်ပါတယ်။အပျော်ပါနဲ့မိမပတ်သက်ချင်းမှအရှောင်ကျင်းတဲ့အချင်းဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာအညံ့ကြုံ၍တည်ငြိမ်မှုရှိအောင်ဘာသာစရာအပေါ်စိတ်သွားတိုင်းကိုပေါင်းကျင့်ကြံတင်ပါတယ်။အများနဲ့ဆိုင်တဲ့အစုရှယ်ယာလုပ်ငန်းနဲ့ငွေကြေးချင်းကားချင်းတို့သတိနဲ့ရှင်ပြီးတော့လုပ်တင်ပါတယ်။ကျန်းမာရေးပိုင်းတွေမှာအမြင်အာရုံနဲ့ခရင်ယောဂဝေဒနာခံစားရတတ်ပါတယ်။ ရေရာအနေနဲ့ကတော့မွေးနေနေနဲ့၈နာရီ28မိနစ်အချိန်အိမ်ဖျားမှာထောဘတ်ထမင်းကန်လို၍လိုရာဆူတောင်းပါအကျူပီတော်ကနန်းအနေနဲ့ကတော့၄ကနန်း၆ကနန်း၈ကနန်းတို့ဖြစ်ပါတယ်ဘုရုံးနေဘွားသတ္တမီတော်အားဆိုရင်လူမှုဆက်ဆံရေးကွင်းရဲ့အကောင်းလာခြင်းနဲ့အတူပြပနိုင်ငံဒါမှမဟုတ်တခြားမြို့မှာကုန်သွယ်ရောင်းချခြင်းတို့အကျိုးမြတ်ရရှိပါလိမ့်မယ်စီဝိုင်းမှာဆိုရင်စိစက်တေချပြီးတခါတရံလောကီကိစ္စအစိတ်ကုန်လာခြင်းဟူသောသဘောရှိတတ်ပါတယ် တသမီအာဂုမိုရရှိမယ်ရွှေအိမ်သူအိမ်သားအသည့်ဒူလာတတ်ပါတယ်ကိញိုင်တဲ့အတွေ့ခေါ်ကပတ်ဝန်းကျင်အပေါ်မှာများစွာအထောက်အကူဖြစ်ပါလိမ့်မယ်အတူနေမိသားစုအပေါ်အပြုသဘောဆန်တဲ့ဩဇာရှိမှုကြောင့်တစ်ဖက်မှာမလျော်မကန်တဲ့အလွမ်းမှုချင်းကိုခံရတယ်လို့အမှန်များတတ်ပါတယ်ပညာရေးမှာဆိုရင်ထိတ်တန့်ရောက်တော့ကာလဖြစ်ပါတယ်တမ်းမရေးမှာအဆုတ်အာနေချင်းစားတဲ့ဝေဒနာတို့ခံစားရပါလိမ့်မယ်ရေတရာအနေနဲ့ကတော့အမွေးနေနဲ့10နာရီ28မိနစ်အချိန် အိမ်ဖေးရမှာအာလိုစနွယ်မကင်ကက်လူပြီးလိုရာစုကိုတောင်းပါအကျိုးပေးတော်ကနန်းအနေနဲ့ကတော့နှစ်ကနန်းရှစ်ကနန်းဂိုးကနန်းတို့ဖြစ်ပါတယ်။ရာဟုနေဘွားသားသမီးတို့ဟာဒီနှစ်မှာဖွံ့ဖြိုးကောင်းလို့ရဲ့ဆောင်မမှုဖြင့်ပတ်ဝန်းကျင်အတွက်မှာအလောက်ကန်အခြေအနေကောင်းဝင်ပါလိမ့်မယ်။အခြေအနေအလျောက်ဖြစ်ပေါ်လာတဲ့မခံကျင်စိတ်ကြောင့်အမြဲတမ်းစိတ်တော့ကရောက်စေနိုင်ပါလိမ့်မယ်။သတ်သမီးတို့အတွက်ငွေကုန်ကြေးကျအများရမဲ့ကာလဖြစ်ပါတယ်။အလွယ်တမ်းမှာလဲစေရနာဒရာတရားထက်ပိုသောငွေကြေးကို လိုရန်ရတတ်ပါလိမ့်မယ်။ငယ်ရွယ်သူများအနေနဲ့အခြေအကံကောင်းပြီးအိမ်အောင်ရှင်များအဖို့အဝေးရောက်သဘောဖြင့်အလွမ်းတရတတ်ပါတယ်။ပညာရေးမှာဆိုရင်ထူးချွန်ပြီးအများရဲ့လေးစားမှုကိုရရှိတတ်ပါတယ်။ရရအနေနဲ့ကတော့မွေးနေ့နဲ့နဲ့ဥနာရင်54မိနစ်အချိန်အိမ်ဖျားမှာတဲ့အကြကိုယ်စွန့်ကန်လိုရန်ပြီးလိုရာစုကိုတောင်းပါအကျိုးပေးသောကဏ္ဍမှာ၃ကဏ္ဍ၆ကဏ္ဍ၃ညာကဏ္ဍတို့ဖြစ်ပါတယ်။ ကျတာပရင်းနေဘွားတသမီတို့ဟာဒီနေ့မှာလုပ်ငန်းများဆောင်ရွက်ရနိုင်ဥပဒေနဲ့မကင်းတဲ့လုပ်ငန်းများရှောင်ကျဉ်သင့်ပါတယ်။စိတ်သောကများပြီးထင်ရှားဆိုင်တဲ့ချင်းသဘောရှိသောကြောင့်စိတ်တည်ငြိမ်အောင်ထားရတတ်ပါမယ်။အ ਨੇ ဆုံးလုပ်ငန်းနှမျိုးလောက်ကန်ရတတ်ပါတယ်။မိသားစုနဲ့ဆွေမျိုးသားချင်းတို့ရဲ့အခက်အခဲမှုတို့အားပကုံးထမ်းဆောင်ရွက်ရတဲ့အကာလဖြစ်ပါတယ်။ပညာရေးမှာဆိုရင်ခိုင်မြဲတဲ့စိတ်ထားရှိနိုင်မှသာအောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်။အတက်ရဲ့အိမ်မဆူများတဲ့ပိတ်မိနေတတ်တဲ့ကျမ်းမာရေးမှာဆိုရင် အာယုံကြောယောဂလိတ်ကောင်းယောဂတို့ဝေဒနာခံစားရတတ်ပါတယ်အခြေအမှဆိုရင်မတက်အတူနေမကြခဏကိုယ်ကွင်းနေရတဲ့သဘောရှိပါတယ်ရေရရာအနေနဲ့ကတော့မွေးနေနေနဲ့၈နာရီ54မိနစ်အချိန်အိမ်ဖျားမှာမုံရံသာဆွန့်ကပ်လို၍လိုရာစုကိုတောင်းပါအကျိုးပေးသောကဏ္ဍအနေနဲ့ကတော့ခွန်ကဏ္ဍ၊လေကဏ္ဍ၊တစ်ကဏ္ဍတို့ဖြစ်ပါတယ်။တောက်ကြတဲ့သမီးများအနေနဲ့ဒီနေ့မှာဆိုရင်လုပ်ငန်းခွင်ထဲမှာမိသားစုရဲ့အိုးဆောင်သူဖြစ်ပြီးလိုအပ်ချက်အမျိုးမျိုးအတွက် ပံပိုး၍ဖြည့်ဆွက်နိုင်တဲ့သူဖြစ်ခါဝန်လန်းဆိုလျင်အစင့်မြင့်အရာတို့အထိတလန်းနိုင်မဲ့သူဖြစ်ပါတယ်။မန်ကိုလျှော်ပြီးအများနဲ့လိုက်လျောညီထွေသောကျင့်ဝင်များလိုက်နာပြီးကိုကျိုးအတွက်တာလွန်သောအကျိုးကိုဖြစ်ထွန်းစေပါလိမ့်မယ်။ခရီးသွားရင်မထင်မှတ်ဖဲငွေဝင်သောကာလဖြစ်စေပါတယ်။အများနဲ့မတူ꿰ပြသောခရီးသွားခြင်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတို့မှဝန်ဝေကောင်းပါလိမ့်မယ်။အိမ်တော်ရေးတာယာမှုရှိပြီးတာကောင်းရတနာဖွားမြင်တတ်ပါတယ်။ ကျန်းမာရေးမှာဆိုရင်အစာရင်ယောဂဝေဒနာခံစားရတတ်ပါတယ်အပြုသဘောဆောင်သောလုပ်ငန်းနဲ့လူမှုရေးအရာ၌ပါဝင်ကူညီသည့်အမြင်လွဲခြင်းခံရတတ်ပါတယ်ရေဒီယာအနေနဲ့ကတော့မွေးနေနေနဲ့စင်နာရီ36မိနစ်အချိန်တွင်ထန်းသီးမုတ်စွန်းကပ်လို၍လိုရာစုဖို့တောင်းပါအကျိုးပေးသောကဏ္ဍမှာနှစ်ကဏ္ဍသုံးကဏ္ဍရှစ်ကဏ္ဍတို့ဖြစ်ပါတယ်စနေနေ့ဘဝသတ္တမိတို့ဟာဆိုရင်ဒီနေ့မှာမိမိအောင်မြင်မှုအတွက်သူတစ်ပါးကိုအတုံးချအခုလုံးလုံးချင်းမှအရှောင်ခြင်းရပါမယ် ပွင့်လင်းမြင်သာမှုရှိသောစိတ်ကူးစိတ်ကောင်းတို့ဟာအောင်မြင်မှုကိုရရှိတတ်ပါတယ်။ပုံငန်းတူ၊ဗျာရိုးရာကန်တူတို့သူတို့နဲ့အတိုက်ခံမလုပ်သင့်ပါဘူး။အတူရှင်တွဲနိုင်မှသာ ပူ၍အကျိုးဖြစ်ထွန်းပါလိမ့်မယ်။လူမျိုးကြရဲ့အကိုညီဆောင်မှုကိုရရှိတတ်ပါတယ်။မိမိခန္ဓာကိုယ်ရဲ့လှုပ်ရဲ့သောနေရာတို့မှာအနာရောဂါဖြစ်ပွားတတ်ပါတယ်။အခြေအနေမှာဆိုရင် လူငယ်လူရွယ်တို့အခြေအေးကန်ဆန်းထားပြီးအိမ်အောင်ရေးမှာဆိုရင်ရှုပ်ထွေးပွေလီသော လူမျိုးရိုးကြောင့်စိတ်သက်သာရမရဖြစ်တတ်ပါတယ်။ နှိုးနဲ့နှိုးထွက်ပစ္စည်းရောင်းဝယ်ခြင်းအကျိုးအမြတ်ရရှိနိုင်ပါတယ်။ရတရာအနေနဲ့ကတော့မွေးနေ့နဲ့နဲ့7နာရီ36မိနစ်အချိန်အိမ်ဖေးရမှာအေးလာမုတ်အစွမ်းကပ်လို၍လိုရာစုဖို့တောင်းပါအကျိုးပေးတော်ကဏ္ဍမှာတေကဏ္ဍ၅ကဏ္ဍခွန်ကဏ္ဍတို့ဖြစ်ပါတယ်။ခုနှစ်ရသသမီးများအလုံးနှစ်တည်းမှာကံကောင်းခြင်းတွေရရှိပြီးကျန်သူမျိုး၅ပါးနဲ့ကက်ကြီး၃ပါးကြော်လွားနိုင်ကြပါစေ။